အခုဆိုရင်ဒုတိယကမ္ဘာစစ်ကြီးပေါ့เนาะဂျာမနီစစ်ရှုံးပြီးတော့ဟိုမဟာမိတ်တွေနိုင်လိုက်တာဆိုအနည်း80ဖြစ်ပြီအနည်း80ဖြစ်ပြီဆိုတော့ဒီပွဲကိုရုရှားကဟိုကျင်းပတယ်မော်စကိုမှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဟိုဗမာပြည်ကတက်ချုပ်ကြီးကိုလည်းဟိုဖိတ်ခေါ်တယ်ဗမာပြည်ကစစ်တပ်ကလည်းတွားပြီးစစ်ရေးပြရတယ်ရုရှားကဒုတိယကမ္ဘာစစ် World War 2မှာဂျာမန်စစ်ရှုံးသွားတာကျူးကျော်တဲ့ဂျာမနီနာ စီဂျာမနီတွေကိုပြန်တိုက်ကြတဲ့အထဲမှာရုရှားကအဓိကကြတယ်ရုရှားကအရန် တော်ပြောသူတို့ red army ဆိုတာရှိတယ် communist army ပေါ့ russia army ကနေတော်တော်များများတည်တယ်သူတို့တိုက်ခဲ့လို့ဒီဒုတိယကမ္ဘာစစ်မှာဟို germany တွေစစ်ရှုံးတာမလို့ russia အရင်မဲ့ဂုံယူလို့နှစ်တိုင်းပဲလုတ်တယ်အခုဆိုအနှစ်80ပြည့်ဆိုအကြီးအကျယ်လုတ်တယ်ပေါ့နော်အဲ့ဒါ1940ခုနှစ်မှာ germany ကနေပြီးတော့ nazi germany ကလိုက်ပြီးတော့ hitler လိုက်တိုက်တဲ့အခါကျတော့အဲ့ ရုရှားကိုဆက်ဆက်ချင်းတိုက်တယ်တိုက်တဲ့အခါကျတော့ off guard ပေါ့နော်ခံလိုက်ရတယ်အဲ့မှာဟိုဒီ Operation Barbarossa အဲ့မှာဆိုရင် June 22nd 1941မှာ Russia နေမြေတွေဆုံးရှုံးလူတွေအများကြီးတေတယ်အဲ့မှာဟိုလက်နက်တွေလည်းအကုန်ယူသွားတယ်အဲ့တော့ Russia ခါရဲကမန်ကရမ်ခါရဲအရန် alert ဖြစ်သွားပြီသူတို့က Leningrad နဲ့ Moscow ကိုဆက်တိုက်တယ်ဒါပေမဲ့မတိုက်ခင်သူတို့က sound twin ဆိုတော့ခဏနားလိုက်တယ် sound twin တအားအေးတာပြီးတော့လာနောက်နှစ်ချက်ချင်းပြန်တိုက်ရောတိုက်တဲ့အခါကျတော့1942 43ကျတော့ Battle of Stalingrad မှာ Germany တွေရှုံးနေ Russia ကစော်ပြစ်လိုက်တယ် Germany တွေရှုံးနေ Bloodiest Bloodiest အယမ်းတေကြတယ်သွေးတွေတော်တော်ကျတယ် Germany ကအဲ့မှာတင်တော်တော်ခါရထိတ်နံသွားတယ်သူကဘာကြဆိုတခြားနိုင်ငံတွေပြင်သစ်ဆိုလွယ်လွယ်လေးလေးတိုက်ရတာအတိုက်တောင်တိုက်ဘူးပြင်သစ်ကပေးလိုက်တယ်သူတို့သူတို့ပါရီမြို့ကြီးပျက်စီးမှာဆိုလို့ အဲ့တော့ဟိုအင်္ဂလန်ကကြတော့မပေးဘူးဆိုတော့ချာချယ်ကမပေးဘူးဆိုတော့ဟိုအင်္ဂလန်ကြီးလန်ဒန်ကြီးဘုံတွေကျဲပြေရောပြီးတော့လက်နေလေယောင်မြင်းဆောင်မကြမ်းတက်ရတယ်ပြင်သစ်ကိုအမေရိကန်က ပြန်လာတိုက်ပေးရတယ်အဲ့တော့ထောက်အဲ့မှာရုရှားမှာကြတော့ဒုတိယအကြိမ်တိုက်တဲ့အခါကြတော့ဂျာမနီစစ်ရှုံးရောပြီးတော့ Battle of Kursk မှာခါတယ်အဲ့မှာ ဂျာမနီကနေဟိုဂျာမနီတွေရှုံးတာပေါ့ဘာကြောင့်ဆိုတော့ဒီရုရှားသူသူသူနိုင်ငံလေးကာကွယ်ပြီးယူရိုပ်ထဲဝင်ပြီးတော့ဂျာမန်ကိုတိုက်တာတိုက်တာမော်စကိုကိုတိုက်တုံးကလည်းဟိုဂျန်တဲ့လူတွေကစတလင်နအရန်ကောင်းပါတယ်ဂျန်တဲ့လူတွေဟာမော်စကိုဂျာမန်နေလာပြီးငါတို့နောက်ဆုတ်ကြစို့မိုင်တရာတော့နောက်ဆုတ်ပြီးမှပြန်တိုက်မယ်မရဘူးတဲ့တိုက်တယ်အသေးချေတိုက်ဆိုတော့လေအာ Red Army တွေတိုက်တာဂျာမနီရှုံးသွားရော